ောက်ခြေရခွေးလေးတွေကမသိဘူးအောက်ခြေခွေးလေးအားလုံးပေါ့နော်အဲမိဘညီကိုမောင်နှမတွေအားလုံးလိုင်းပေါ်ဒါတက်လာပေးတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်ဒီညမှာဒါကျွန်တော်တို့ဒီဟိုထူးခြားဆုံးသောဒီနေ့သတင်းတပုတ်ကတော့အာကရင်ပြည်နယ်မှာရှိနေတဲ့တမခေါ်မှာရှိနေတဲ့ဒါကျွန်တော်တို့အာ အဖိုးချွန်ကြီးရဲ့အိမ်အိမ်အိမ်ဟိုပေါ့နော်စားကစားတွေကနေပြီးတော့မှဒါလာပြီးတော့မှကျဲသွားတယ်ဆိုတဲ့သတင်းကတော့ဒါကျွန်တော်တို့ပြည်ရင်းပြည်ပမှာဟော့နေတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်နော်ဟော့နေတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်စပီအောက်လုပ်ပါမယ်အဲ့တော့ပြောချင်တာတစ်ခုကတော့အချမ်းမစစ်ကောင်စီကဒါဟိုအနေအထားကတော့ရုံးပါဘူးအတွက် ကိုသူသူဘက်ကတော့အစင်အသင့်ရှိနေတဲ့အနေအထားမျိုးဒါကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့မေအောင်လိုင်းရုရှားသွားတာဘသူတွေပါလဲဆိုတဲ့အရာတွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရတော့เนาะမေအောင်လိုင်းရုရှားကို သွားတာဘသူတွေပါသွားလဲအဲ့ဒါကိုကျွန်တော်တို့ပြန်လိုက်ရမှာဖြစ်ပါတယ်เนาะမေအောင်လိုင်းရုရှားကိုသွားတဲ့အခါမှာဘသူတွေပါလဲအဲ့အဲ့ဒီအချက်ကအရန်အရေးကြီးတယ်ကျွန်တော်တို့ပြည်သူတော်တော်များများပြည်ရင်းပြည်ပါမှာရှိနေတဲ့ပြည်သူတော်တော်များများအဲ့ဒီအချက်ကို အဲဒီအခုရပိုင်းမှာတိတ်ပြီးတော့မှမဆွဲထုတ်ကြအောင်အဲ့ဒါကိုတည်တည်ကြကြလေးဆွဲထုတ်ပြီးတော့မှဒါကျွန်တော်တို့စဉ်းစားဖို့အတွက်ပေါ့နော်သုံးသပ်ဖို့အတွက်ဒါကျွန်တော်တို့အရာအရေးကြီးတယ်နိုင်ငံရေးရေးနိုင်ငံရေးသုံးသပ်ခြင်းနေနိုင်ငံရေးရေးပြောခြင်းနေအားလုံးကတိုင်းနယ်ပြည်နယ်14ခုမှာရှိနေတဲ့တိုင်းရင်းသားတွေကိုအကျိုးပြုရအကျိုးပြုရတဲ့ပုံစံလိုမျိုးတွေအများကြီးပြောပြဖို့အတွက်လိုအပ်တယ်နော်ပြောပြဖို့အတွက်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ဟို အကြမ်းမစစ်ကောင်စီရဲ့အခြေအနေကနောက်ဆုံးရောက်သွားတဲ့အနေအထားမျိုးနောက်ဆုံးအခြေအနေဒီသူကရောက်နေပြီရောက်နေပြီဆိုတဲ့အခါကျတော့ဒီထွက်ပေါက်ပိတ်နေတဲ့လူကသူကထွက်ပေါက်ပွင့်အောင်သူတခုမှောက်တခုကသူကအဲ့လိုဖောက်ထွက်ပြီးသူကရှာတော့မဲ့အနေအထားမျိုးသူကလောက်တာအဲ့တော့မင်းအောင်လိုင်းရက်ရှာသွားတဲ့အခါမှာဘသူတွေပါသွားလဲအဲ့ဒါသိအရေးကြီးရယ်နော်အကြမ်းမစစ်ကောင်စီမင်းအောင်လိုင်း ရရှားသွားတဲ့အခါမှာဘသူတွေပါသွားတယ်လဲဘယ်ပုံကူတွေပါသွားတယ်လဲဆိုတဲ့အချက်အလက်တွေကအင်မတန်အရေးကြီးတယ်မြန်မာနိုင်ငံမှာဟိုမြန်မာနိုင်ငံမှာအခုဒါကျွန်တော်တို့ချင်းဆိုလို့ရှိရင်လည်းဒါเนาะချင်းပြည်နယ်ဆိုလို့ရှိရင်လည်းဒါအိမ်ပြန်နဲ့အနေထားမျိုးအသွင်ပြင်းနေဒါကျွန်တော်တို့တွေ့လာရသလိုရော့ခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်းအောင်ပွဲရတဲ့အနေထားမျိုးတွေဒါကျွန်တော်တို့တွေ့လာရတယ်ကချင်ပြည်နယ်ဘက်ဆိုလို့ရှိရင်လည်းတကယ်ကိုအကြမ်းဖက်စစ်ကောင်စီဖောက်ထွက်လို့မရတဲ့အနေထားမျိုးကိုဒါဟို ကင်တွယ်နိုင်တဲ့အနေအထားမျိုးတွေးရတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဟိုနည်းနည်းယူပေါက်ဖြစ်နေတာကတော့ကရင်ပြည်နယ်ဘက်မှာကတော့ယူပေါက်ဖြစ်နေတယ်ကရင်ပြည်နယ်ဘက်မှာယူပေါက်ဖြစ်တာဘာကြောင့်ယူပေါက်ဖြစ်တာလဲလို့ပြောပြမယ်နော်ဟိုဒီအကြံပေးစက်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့မှဟိုပေါ့ပေါ့တန်တန်ဆက်ဆံလို့ဒါကရင်ပြည်နယ်မှာယူပေါက်ဖြစ်တာလို့ပဲဒါကျွန်တော်တို့ကသုံးသပ်ပြရစီနော်အကြံပေးစက်ကောင်စီကိုအမြဲတမ်း အမြဲတမ်းအမြဲတမ်းရှော့ရှော့ပေါ့ပေါ့ဆက်ဆန်နေရှော့ရှော့ပေါ့ပေါ့ဘာဖြစ်လို့လဲဆိုတာတကယ်တော့ဒီစစ်ကိုစစ်လို့မြင်ပြီးတော့မှထိတ်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီပြတ်သားဖို့အတွက်ကိုလိုအပ်တယ်အခုဆိုလို့ရှိရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟလာဒီနေ့ဆိုလို့ရှိရင် KNU တမခေါ်မှာရှိနေတဲ့ဒါကျွန်တော်တို့ဒါနော်ကရင်ပိုချုပ်တယောက်ရဲ့အိမ်နော်အိမ်ကိုလာပြီးတော့မှဒါကျဲချလိုက်တယ်ဆိုတော့အနေထားမျိုးတွေအာဒါတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ ကဲဒီချိန်မှာကျွန်တော်တို့တွေကမေးခွန်းမေးစရာရှိတယ်ဗောနော်ကဲစောချစ်သူကတက်မခွန်မှာရှိနေတယ်ဒီလိုမျိုးကင်းပြည်နယ်နဲ့ပတ်သက်တဲ့အကြီးကဲတယောက်အိမ်ကိုလာကျဲတဲ့အခါမှာစောချစ်သူဘာလုပ်နေတာလဲစောချစ်သူကမကကွယ်ပေးဘူးလားစောချစ်သူဘာထိုင်လုပ်နေတာလဲမေးခွန်းမေးစရာအကြောင်းအများကြီးရှိတယ်နော်ဘာပြောလို့လဲစောချစ်သူသူကင်းရင်မဟုတ်ဘူးလားသူကင်းရင်မဟုတ်ဘူးလားဒါကျွန်တော်တို့မေးခွန်းမေးစရာအကြောင်းရှိတယ် เนาะကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှလူငယ်တွေကဟိုဘယ်လိုပြောပြမလဲလူငယ်တွေကလေအမုန်းခံပြီးပြောတဲ့ပြောကြတာပေါ့เนาะဘာဖြစ်လို့အမုန်းခံပြီးတော့မှဒီကရင်ပြည်နယ်ဘက်ကိုအများကြီးပြောကြတာလဲဆိုတော့ကရင်ပြည်နယ်ဘက်ကိုအယံကိုအောင်မြင်စေချင်တာဖြစ်တွန်းစေချင်တာတော်လန်ရေးရဲ့ပထမဦးဆုံးသော ဖြတ်သန်းခဲ့တဲ့ပြည်နယ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်ကရင်ပြည်နယ်ဆိုလို့ရှိရင်ဟို အောင်မြင်စေချင်တဲ့ဘယ်အရာမှမဆိုစကားဆန်းနဲ့ပတ်သက်လာလို့ရှိရင်ရန်ငါးပြက်ပြက်ပြီးတော့မှကြိတ်လိုက်တာကိုပဲလိုချင်တာအဲ့လိုမျိုးအသွင်အပြင်မျိုးကရင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်ပြက်ပြက်တသားနဲ့ဂိုင်းတွေဖို့အဲ့လိုမျိုးတွန်းအားတွေလိုချင်တာအခုစောချစ်သူကိုကျွန်တော်တို့ကမေးခွန်းမေးချင်တယ်နော်ဒီတမခုံမှာရှိနေတဲ့ဒါကျွန်တော်တို့ဒီနော်ဒီအကြီးကဲတယောက်ရဲ့အိမ်ကိုအချမ်းမဆစ်ကောင်စီကလာပြီးတော့မှဘုံကျဲတဲ့အခါမှာ तू မကာကွယ်ပေးဘူးလား तू မကာကွယ်ပေးဘူးလား နော်သူမကာကွယ်ပေးဘူးလားဘာဖြစ်လို့သူတို့လက်ပိုက်ကြည့်နေကြတာလဲအဲအဲ့ဒါမျိုးပေါ့နော်ဒါကျွန်တော်တို့အဲ့တော့ပြောချင်တာတကူကကရင်ပြည်နယ်မှာကဟိုကရင်အဖွဲ့တွေကတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ကရင်ဟာကရင်ပဲကရင်ပဲကျွန်တော်တို့မြင်တယ်နော်အဲ့တော့အဖွဲအဖွဲအစည်းပေါင်းများစွာရှိတော်ညာလည်းပဲကရင်မကကရင်ပဲ ် DGB လည်းကရင်ပဲ KDLA လည်းကရင်ပဲ KNLA လည်းကရင်ပဲ PC လည်းကရင်ပဲနော် BGF လည်းကရင်ပဲဒါပေမဲ့ဘာစိတ်တက်တခုလိုတာလဲဆိုတော့ကရင်အမျိုးသားရေးနဲ့ပတ်သက်ပြီးပြက်ပြက်တသားရက်တည်ပြီးတော့မှဒီကရင်ပြည်နယ်ကိုစော်ကားမော်ကားလုံနေတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြက်ပြက်တသားနဲ့စုပေါင်းပြီးတော့မှတွန်းလှန် ဖို့အတွက်စိတ်တက်လေးတစ်ခုပဲလိုတာအဲ့တော့လေးနှစ်အတွဲမှာกินนี่တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မညီညွတ်အောင်ဒီအကြမ်းမဆစ်ကောင်စီကသူခွဲခဲ့ပြီးသွားပြီเนาะအကြမ်းမဆစ်ကောင်စီကသူခွဲတဲ့အောက်မှာကရင်အမျိုးသားကြီးအဖွဲ့အသီးသီးကလည်းလိုက်ပါခဲ့ပြီးသွားပြီးပြီကဲအဲ့ဒါဆိုလို့ရှိရင် အခုအချမ်းမဲ့စစ်ကောင်စီတွေဘက်ကဒီလို drone တွေပါတွေနဲ့ကရင်အကြီးကဲတယောက်ရဲ့အိမ်ကိုလာပြီးတော့မှခြားတယ်ဆိုကြဲကိုကကဲစဉ်းစားတော့အဲ့တော့အချမ်းမဲ့စစ်ကောင်စီမဲအောင်လိုင်းကရုရှားကိုသွားတဲ့အပိုင်းအောင်ကျွန်တော်ကြည့်အောင်ရုရှားကိုသွားတဲ့အခါမှာမဲအောင်လိုင်းအာနာစသိန်းတုံးကလေ तू က तू तू ခေါ်တွေ့တဲ့အဖွဲ့တွေရှိတယ်အဲ့ဒါကမြန်မာနိုင်ငံမှာခရိုနီတွေပေါ့နော် အဲ့ဒီခရိုနီဒိတ်ဒိတ်ရဲ့ခရိုနီတွေကိုသူခေါ်တွေ့တယ်။အဲ့ဒီတဲကလူတွေကိုဆလက်ရှင်ရွေးထုတ်ပြီးတော့မှသူယုံကြည်စိတ်ချရဇုံသောသူတွေကို ခေါ်ပြီးတော့မှရုရှားကိုသွားတယ်။သွားလာလေယူသားတော့သွားခြင်းမျိုးမဟုတ်ဘူး။ရုပ်မာဖို့အတွက်သွားတာ။မင်းအောင်လိုက်ကအသက်ပြင်းနေတော့လူလေးကပို့တလောင်ညံ့ပြေးတယ်။ဒါပေမဲ့သူ့ပုံစံကြည့်ကြည့်လိုက်။သူရုပ်မာဖို့အတွက်သွားတာ။ နောက်ဆုံးသူတို့ဝိုင်းရုပ်มาကြမယ်နောက်ငါတို့အာနာဝိုင်းမင်းအောင်လိုက်ကြောက်တဲ့အာနာတိုင်းတာမဟုတ်ဘူးခရိုနီတွေအာနာရှင်တွေအကုန်အများကြီးပါတယ်အကုန်ဝိုင်းတိုင်းကြတာနော်ဒီဘွဲကနော်သူကျွန်တော်တို့ကလေးနှစ်တာလုံးမှာမင်းအောင်လိုက်ကိုတယောက်ကိုပဲတဲပြီးတော့ဆဲကြတယ်ဆိုကြတယ်စိုးဝင်းကိုဆဲကြတယ်ဆိုကြတယ်အဲ့လိုမျိုးဟာတယ်ဒါဆွဲထုတ်တက်ရမယ်နော်ဆွဲထုတ်တက်ရမယ်ကျွန်တော်ကလေကြောက်တင်ပုံရှိလို့ရှင်ကြောက်တင်ပုံနဲ့ကျွန်တော်ကအကုန်လုံး ဒီຫນွေဦးတော်လိုင်းရဲ့အဆောက်ဆန္ဒပြခြင်းပြီးမင်းအောင်လိုင်းဘယ်လိုလူတွေကိုခေါ်တွေ့တာပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုဘယ်လိုဖြစ်ပြလာတာအကုန်လုံးကျွန်တော်ဒီကြောက်တဲ့မုံလေးနဲ့ကျွန်တော်အကုန်လုံးပြန်ဆွဲပြီးတော့မှပြန်ပြီးတော့ကျွန်တော်ရှင်းပြတတ်တယ်။ဘာဖြစ်လို့ရှင်းပြတတ်လဲဆိုတော့ဒီຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအစတော့ဒီလို speed out မပြောတတ်ဘူး။ကျွန်တော်ကဆော့ပင်လေးတွေနဲ့ခဲတန်းလေးတွေနဲ့ဆော့ပင်လေးနဲ့ရေးပြီးတော့မှကျွန်တော်ရှင်းပြခဲ့ရင်းနဲ့ကျွန်တော်ကဒါပါဝင်ခဲ့တာတော်လန်ခဲ့တာ ဲ့တော့ကျွန်တော်ကအကုန်လုံးအလွတ်ရတယ်။ဟိုမှာကျွန်တော်ရဲ့ဒီဟိုဂျပါလေးတဲမှာဆိုလို့ရှိရင်တွန်လိုင်းကြီးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆန္ဒပြတော့မှမှတ်တမ်းလေးတရားစာအကုန်လုံးတင်တာ။အဲ့တော့ရန်ကုန်မြို့မှာရန်ကုန်မြို့မှာလူငယ်တွေဆန္ဒပြတယ်မန္တလေးမြို့မှာလူငယ်တွေဆန္ဒပြတဲ့အချိန်မှာအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်နဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေကနော်သူတို့တွေကအစည်းအဝေးထိုင်နေမင်းအောင်လှိုင်နဲ့တွားတူတဲ့အဖွဲ့တွေရှိတယ်ခရိုခရိုနီတွေပေါ့နော်ခရိုနီအဖွဲ့တွေဒိတ်ဒိတ်ကျဲတွေပေါ့နော် အဲအဲ့ဒီအဖွဲတွေအဲ့ဒီအဖွဲတွေကသွားတွေ့တယ်အဲ့ဒီအဖွဲတွေတဲက selection ရွေးပြီးတော့မှ rush out မရောက်နိုင်ခေါ်သွားတာယူသားတော့ခေါ်သွားခြင်းမဟုတ်ဘူးသူတို့မှနောက်ဆုံးထွက်ပေါက်ပိတ်ရင်ရုံမှလို့ရအောင်ကိုသူတို့မရရတဲ့နီးနဲ့သူတို့ရုံမှကြမယ်ရုရှားနဲ့ပေါင်းပြီးရုံမှကြမယ်ဆိုတဲ့အကွက်သူတို့မှရှိတယ်အဲ့ဒါသတိထားဖို့အဲ့ဒါအကြောင်းမို့လို့အဲ့တော့ အခုဒါဆိုလို့ရှိရင်အဖြူအမဲတဲ괴သွားပြီเนาะအခုအတဲ괴သွားပြီဆိုတော့ကရင်အမျိုးသားရဲ့အဖွဲတွေအားလုံးစီလုံးမှရတော့မှာစီလုံးမှရတော့မှာเนาะစီလုံးမှရတော့မှာစီစီလုံးလုံးနဲ့ကျွန်တော်တို့အားလုံးစူပေါင်းမှရတော့မှာကြားပြန်ကိစ္စကိုကျွန်တော်တို့ပြောမယ်ကြားပြန်ကိစ္စကကြတော့တရုတ်တရုတ်ရဲ့ပြဿနာတရုတ်ရဲ့ပြဿနာ နော်တရုတ်ရဲ့ပြဿနာဒါပေမဲ့အခုဒီနေ့ဒီချိန်မှာကျွန်တော်တို့ကြားသိရတဲ့တမခွန်ရဲ့ကိစ္စနဲ့ပတ်သက်တဲ့ပြဿနာကြတော့ကရင်အမျိုးသားကြီးတွေနဲ့ပတ်သက်ပြီးတော့မှစိန်ခေါ်တဲ့ပုံစံလိုမျိုးတော့ဖြစ်သွားတယ်နော်တော့ပြီးတော့ချိန်လိုက်တာကဲကရင်အမျိုးသားကြီးအဖွဲတွေဘာလုပ်ကြမလဲနော်တမခွန်ကြီးဖြစ်နေတာပါကွာတမငါးကနေပြီးတော့မဟာဟာဆိုထိုင်လို့မရဘူးတမခွန်ကြီးဒီလိုကြီးဖြစ်သွားတာပါနော်ဟိုဘက်က PC ဘွက်ကလည်းဟာတမခွန်ကြီးဒီလိုဒီလိုဖြစ်တော့ဆိုသွားပြီးတော့မှရည်လို့မရဘူးခရင်ချင်းချင်းဘာလို့ရတော့မှလဲဆိုလို့ရှင်စီလုံးရတော့အဲ့ဒါကြောင့်ကျွန်တော်မေးခွန်းမေးတာနော်တမခွန်မှာရှိနေတဲ့အကြီးကြီးတယောက်ရဲ့အိမ်ကိုဒီလိုစော်စော်လိုက်တဲ့အခါမှာစော့ချစ်သူကကျွန်တော်ကာကွယ်ပါမယ်ကျွန်တော်အရှိန်ကနေမမမချိန်ပုံးပါမယ်ကျွန်တော်အရှိန်ကနေပြီးတော့မှဒီအကြမ်းဒီအကြမ်းမဆစ်ကောင်စီတွေကိုတိုက်ပြပါမယ်ဆိုတော့အဖန်ကြီးသူမထွက်ပြဘူးလား ဒါမျိုးတွေပေါ့မိကုံးကဟောတော့သူမတိုက်ပြဘူးလားသူမကာကွယ်ပြဘူးလားနော်အဲ့တော့ပြောချင်တာတကွာဒီအချိန်မှာကျွန်တော်တို့တွေအားလုံးကကိရင်အမျိုးသားရေးအလံနော်အဲ့ဒီအောက်ကနေပြတော့မှညီညွတ်စွာနဲ့ကျွန်တော်တို့တွေကဒီအာနာရှင်ကိုအကုန်ပိတ်လိုက်ရအောင်သွား ဖြတ်ဆရာရှိကအကုန်ဖြတ်လိုက်တော့မြောက်ရီမျိုးမှာစကားစဒလန်တချိုးတွေတပုံကြီးပဲကျွန်တော်တို့အစကတည်းကအမုန်းခံပြီးပြောပြတယ်လင်းရင်နေခေါ်တာလဲဒီမြောက်ရီမျိုးထဲမှာရှိတယ်လို့เนาะဒီဒီနေရာတွေမှာလင်းရင်เนาะမိနစ်20အတွင်းရောက်အောင်ကိုခေါ်တာကျွန်တော်တို့မြေပြင်ဒီစင်းတယ်เนาะစကားစနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းမိတဲ့လူတွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲအင်တာဗျူးတယ်သူတို့ကိုယ်တိုင်အကုန်ပြောသွားပြီးသွားပြီး လင်းခေါ်လို့ရှင်မိနစ်20ပဲအဲ့ဒီလူတွေကဘယ်လိုလူတွေကိုအကြောင်းကြားတယ်ဘယ်လိုလူတွေကိုအကြောင်းကြားတယ်ဆိုတာသူတို့ကိုယ်တိုင်အကောလုံးမှတ်တမ်းနေကျွန်တော်တို့အကောလုံးကချပြခဲ့ပြီးသွားပြီကျွန်တော်တို့ကဒီတော်လန်ရေးမှာကရင်ပြည်နယ်ကိုကရင်အမျိုးသားရေးတွေပြန်လဲပြီးတော့မှအပြေဝါကြီးစိုးနိုင်တာကိုပဲလိုချင်တာစကားဆာရဲ့ရုပ်သေးရုပ်ကျိုးဆွဲရကားတဲ့အထက်မှာပါစေခြင်းနဲ့မျိုးဆက်တစ်တွေမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကမြေပြင်ဆင်းတဲ့အခါမှာ ျွန်တော်တို့ကတတိထားတဲ့အချက်ကဒီတော်လိုင်းကလေးတွေကိုထိုင်းလာဝါကပကနေပြီးတော့မှအဲ့မှာသူတို့ကဖမ်းမိပြီးတော့မှဟိုဘက်မှာ BGF ဘက်မှာသွားပြီးတော့မှတုံခံရတဲ့အခါမှာနိုင်မောင်ဇော်ဟလာမဆာမနာစကဆာရဲ့လက်ထက်သွား apply တယ်အဲ့အချိန်မှာနိုင်မောင်ဇော်အယံနာကြီးတယ်မုံလဲမုံတယ်တန်ရာကျွန်တော်တို့ဒီနေ့ဒီချိန်ရင်ထဲမှာဖြေသိမ့်မနိုင်ဘူးနိုင်မောင်ဇော်မျက်နှာကိုတွင်ယွန်းတယ် ။ဘာဖြစ်လို့ယွန်လဲဆိုတဲ့အခါမှာကလေးတွေက나ကြီးစိတ်တွေနဲ့အာနာရှင်ကိုတော်လန်နေတဲ့အချိန်အတွင်းမှာเนาะသူတို့ဟိုဟိုထိုင်းဘက်ကိုတက်ပြီးတော့มาစေးကူဖို့အတွက်လုံနေတဲ့အချိန်အတွင်းမှာထိုင်းလာဝါကမှာမိပြီးတော့มาဟိုဒီရွှေကုတ်ကဘက်ကိုသွားတော်တဲ့အခါမှာထွက်ပြေးတဲ့ကလေးကိုခမရတို့ပြစ်တယ်။เนาะဒဏ်ရာရတယ်။ပြီးတော့စကဆလက်ထဲကိုခမရတို့ထိုးကျွေးလိုက်တယ်။အဲ့ဒီချမ်းနေစပြီးကျွန်တော်တို့မျိုးဆက်တဲ့တွေကငါတို့မျိုးဆက်တဲ့တွေအတွက်နားကိုလိုရတဲ့နေရာ တိန်းချောင်လို့ရတဲ့နေရာတော့ငါတို့လုံးမရတော့မဲဆိုပြီးတော့မှဆုံးမြတ်ချက်ကိုချပြီးတော့မှကျွန်တော်တို့ကနားကိုဖို့အတွက်ကိုကျွန်တော်တို့လောက်ရတာမြေပြင်ကိုဆင်းရခြင်းရဲ့ရည်ရွယ်ချက်တွေကဒီရွယ်ချက်တွေပဲဒါမှမဟုတ်ဒီလိုလူငယ်လေးတွေကသူတို့တွေမှာမရှိမဲ့ရှိမဲ့ခွန်အားတွေနဲ့လှုပ်လာခဲ့တဲ့အရာတွေကအချိန်တန်တော့အတီးအပွင့်ထွက်တယ်။နော်အဲ့ဒီအချိန်မှာစောချစ်သူတို့ကကြားဖြတ်နေတဲ့တာယာနေတဲ့ရွှေကုတ်ကူတွေနဲ့တာယာနေတဲ့ခင်ဗျားတို့ဒီ ဒီအာခမရတို့တရုတ်တရုတ်ကြားပြန်ခေါင်းဆောင်တွေကပေးတဲ့လက်ဆောင်တွေနဲ့ခမရတို့ကရင့်မှုနေတဲ့အခြေဒါပေမဲ့ခမရတို့ဒီအခြေမှာပြန်ပြန်စဉ်းစားရင်ခမရတို့ခွေးဖြစ်တာပဲနော်ခမရတို့အောင်မြင်လားဒီကြားပြန်လုပ်ငန်းဒီရွှေကုတ်ကုတ်လုပ်ငန်းနဲ့ပတ်သက်ပြီးခမရတို့အောင်မြင်လားဆိုခမရတို့ခွေးဖြစ်တာပဲအမှန်တမ်းပြောပြရင်ဒါရိုင်းတာတော့မဟုတ်ပါတော့ခွေးဖြစ်တာပဲလူငယ်တွေက ဒီစစ်အာဏာရှင်လက်အောက်ကနေပေါ်မှာယုံထွက်ဖို့အတွက်ယုံပြနေတဲ့အချိန်တုန်းမှာခမရတို့ကကြားဖြန့်ကိုနေရာပေးပြီးတော့မှတကူကောင်းဆန့်ခဲ့တာတကူကောင်းဆန့်ခဲ့အဲ့တော့ဒီနေ့ဒီချိန်မှာကတော့ခမရတို့ကိုအကြမ်းမဲ့စစ်ကောင်စီကအကြီးမားဆုံးသောယုံမှမှုလာပြတာပဲတမခေါ်မှာအဲ့တော့စောချစ်သူအနေနဲ့ကဘာလုပ်မှလဲအဲ့တော့စကားစကားလေးပြီးကျွေးတယ်ဆိုတာအမြဲတမ်းသူတို့မှာက နောက်ကျောက်ဓာတ်နဲ့ထိုးဖို့အတွက်ကအမြဲတမ်းအဆင်သင့်ရှိတယ်။အဲ့တော့ကရင်လူမျိုးဆိုတာကကရင်အမျိုးသားရဲ့အတွက်ကိုစီစီလုံးလုံးနဲ့ရှိဖို့အတွက်ကအင်မတန်အရေးကြီးတယ်။ကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှကရင်လူမျိုးတွေရဲ့စစ်ပေးရှောင်နေရာတွေတွားရခဲ့ရတယ်။သူတို့ရဲ့ဘဝတွေနောက်ဆုံးကြားဖြတ်နေမှာစောချစ်သူတွေကပျော်မြူးနေတဲ့အချိန်မှာကျွန်တော်တို့တွေကကရင်ရွာတွေကရွာတွေကိုဆုံးခွာပြီးထွက်ပြေးလာတဲ့เนาะ ီကျွန်တော်တို့ကင်းရဲ့အမျိုးသားကလေးတွေဟလားသူတို့ကိုကျွန်တော်တို့ကရေတွေသွားပို့ရတယ်စားစရာတွေသွားပို့ရတယ်နော်အဲ့လောက်ထိတော့မှကျွန်တော်တို့လှုပ်ခဲ့ရတဲ့အချိန်မှာစောချစ်သူတို့ကကြားဖြတ်နေနဲ့ပျော်ရွှင်လို့မြူးလို့ပေါ်ကောင်းတော့ခင်ဗျားတို့ကာစီနိုတွေနဲ့ခင်ဗျားတို့တွေဒီမြူးလို့ကောင်းတော့ခင်ဗျားတို့ဟိုဘက်တွေမှာ နော်ဖဲရိုက်လို့ကောင်းတော့ကာစီနိုတွေနဲ့လောင်းကစားတွေနဲ့ခင်ဗျားတို့ပျော်လို့ကောင်းတော့ဒါပေမဲ့ဒီနေ့ဒီအချိန်မှာ result ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် အကြမ်းဖက်စစ်ကောင်စီခင်ဗျားတို့ကိုလာချပြီနော်ရာချပြီရာချပြီဆိုလည်းကဲပါ तू ကရုရှားကို तू ကထိုးကျွေးလိုက်ပြီလေရုရှားနဲ့ तू ပူးပေါင်းပြီလေပူးပေါင်းပြီးတော့မှကျွန်တော်တို့ပြည်တွင်းစစ်မှာတို့တွေကဖိပြီအဲ့တော့ကျွန်တော်တို့တွေအားလုံးကဘာလို့ရမှာလဲကရင်အမျိုးသားကြီးတွေအားလုံးကစူးစီးရတော့မယ့်အချိန်ဖြစ်ပါတယ်နေက DKBA မို့လို့နေက PC မို့လို့ နေက BGM မို့လို့နေက KDLA မို့လို့နေကဟိုဟာမို့လို့ကျွန်တော်တော့ခွဲလို့မရတော့ဒီချိန်မှာကျွန်တော်ဒီချိန်မှာခွဲလို့ရှိရင် EAOS တွေကိုအားကိုးတကြီးနဲ့အမြဲတမ်းရှိနေတဲ့ကျွန်တော်တို့ပြည်ရင်းနဲ့ကလေးတွေကလည်းကရင်ပြည်နယ်ထဲမှာအများကြီးရှိတယ်။အဲ့လိုမျိုးတွေရှိတယ်။အဲ့တော့ဒီချိန်မှာအားလုံးကစူပေါင်းမှုအတွက်စူပေါင်းပြီးတော့မှအကြမ်းဖက်စစ်ကောင်စီကိုကျွန်တော်တို့တွေကဖျက်လိပြတ်အနေနဲ့ပြန်လောရတော့မယ့်ကာလဖြစ်တယ်။ ပြက်ပြက်သားသားနဲ့ကင်တွေ့ရတော့မှကာလဖြစ်တယ်ဒီအချိန်မှာကျွန်တော်တို့ကဆယ်လီနောက်တွေလိုက်လို့မရဘူးနော်ဒီအချိန်မှာကျွန်တော်တို့ကဟိုအော်ဆယ်လီနောက်ကိုလိုက်လို့မရဘူး we are the one ဖြစ်ရမှာကျွန်တော်တို့ဆယ်လီနောက်တွေလိုက်ခဲ့ပြီးသွားပြီ၄နှစ်တာအတွင်းမှာဘာအကျိုးအမြတ်မှမရှိခဲ့ဘူးဆယ်လီနောက်ကိုလောရမလိုက်ပါနဲ့ team crew နောက်ကိုလိုက်ပါနော်ဟိုအများအားပေါ့နော်အများအားနောက်ကိုလိုက်နော်ဟိုတူတူတယောက်ကောင်းတူတူတယောက်နာမည်ကြီးချင်း ဲ့လိုမျိုးနောက်ကိုမလိုက်နဲ့တူတယောက်ရဲ့နာမည်ကြီးချင်းနောက်ကိုလိုက်ခဲ့တာကကလေးတွေအများကြီးအသက်ပေးခဲ့ရပြီးပြီကလေးတွေအများကြီးကြဆုံးခဲ့ရပြီးပြီเนาะအများကြီးဆုံးချုံနေတာမျိုးတွေရှိခဲ့ရပြီးပြီဟုတ်တော့เนาะအဲ့တော့တူတယောက်နာမည်ပေါ်ထွန်းရေးတော့ကိုကျွန်တော်ကမသွားဘဲနဲ့ကရင်ပြည်နယ်ရဲ့ကရင်ပြည်နယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်ရဲ့အမျိုးသားရေးအတွက်ကိုဒါကျွန်တော်တို့တွေက ဘလို့တက်မဲ့ပြီးတော့มาตั้วจามาလဲဘလို့กินยินปีเนมาရှိနေတယ်မိတင်းနေထိုင်ကြတယ်ပြည်သူလူထုတွေအားလုံးရဲ့အနာဂတ်အတွက်ကိုလုံးကျုံနှွေးထွေးမှုကိုတို့တွေဘလို့ပေးမလဲသူတို့ရဲ့ဘဝတွေအားလုံးကိုအကြမ်းမဆက်အာနာရှင်ရဲ့လက်အောက်ကနေဘလို့ကဲတင်မလဲဆိုတဲ့အတွေးခေါ်မျိုးစဉ်းစားမှုမျိုးကိုကျွန်တော်တို့ကတွေးတော်ရတော့မဲ့အချိန်ကာလဖြစ်တယ်အကြမ်းဖက်စစ်ကောင်စီကဒေလီ တို့လုံပြလိုက်တယ်တက်မခွန်မလုံပြလိုက်တာမင်းတို့တွေကအများနဲ့သူ꿰နေတာပါမင်းတို့မင်းတို့ကင်းနေရကြီးလိုက်ရင်အများနဲ့သူ꿰နေတာပါမင်းတို့ကင်းနေရအများနဲ့ကြီးလိုက်လို့ရှင်မစည်းလုံးမှုမင်းတို့ကင်းနေရအများနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့တူနဲ့တူတိုက်ခိုက်နေတာပါအဲ့ဒါမင်းတို့ရအားနဲ့ချက်ပဲအဲ့တော့မင်းတို့နွား꿰တော့ငါတို့ကတော့ဝင်ဆွဲမှာပဲဝင်လုံးမှာပဲဆိုတဲ့အတွေးခေါ်မျိုးအကြမ်းစစ်ကောင်စီမှာရှိတယ်အဲ့တော့ကျွန်တော်ဘာလုပ်ကြမလဲနော်ကျွန်တော်ခွဲခြားလို့မရတော့ဘူးဖလုံမဲဖြစ်ဖြစ် တောင်ပေါ်ကင်မဲဖြစ်ဖြစ်တောင်အောက်ကင်မဲဖြစ်ဖြစ်ကျွန်တော်တို့သွားခွဲလို့မရဘူး။မင်းကတောင်အောက်ကင်မို့လို့ကျွန်တော်တို့သွားခွဲလို့မရဘူး။မင်းကတောင်ပေါ်ကင်မို့လို့ကျွန်တော်တို့သွားခွဲလို့မရဘူး။ကျွန်တော်တို့ကဒီနေ့ဒီချိန်မှာဒီလိုစကားလေးတွေကိုပြောတတ်တာဟာနွေဦးတော်လိုင်းမှာလည်းပါဝင်တယ်၊ကင်ပြည်နယ်ကိုလည်းသွားတယ်။ရကင်နဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအမွေအနစ်တွေကိုအရတံမိုးထားတယ်။ကျွန်တော်တို့မသိကျွန်တော်တို့အရင်တော့ဆိုဟိုတော်လိုင်းမတိုင်ခင်တော့ဆိုလို့ရှိရင်ကင်ပြည်နယ်အကြောင်းကျွန်တော်တို့နားမလဲ။ เนาะကေလူမျိုးတွေအကြောင်းကိုဟိုအပေါ်ရံမဲ့ကျွန်တော်တို့နားလည်ခဲ့ရတယ်။ဒါပေမဲ့ဒီတော်လန်ရုပ်ကိုလှုပ်တဲ့အခါမှာအမိုးလို့ခေါ်ပြီးတော့မှထမင်းတွေဝင်စားရတယ်เนาะအပားလို့ခေါ်ပြီးတော့မှကျွန်တော်တို့တွေကနားကိုရနေရာတွေကိုရခဲ့ကြတယ်။အဲ့ဒီအမှတစ်ဆင့်ကျွန်တော်တို့ရင်ကျင်းမှုတွေအမွေနစ်တွေကျွန်တော်တို့တွေကပြန်ပြီးတော့မှနားလည်ခဲ့ရတယ်။ပြီးအဲ့တော့အဲ့အဲ့ဒီထဲမှာမမအော်ဂင်းပြင်းထဲမှာအဖွဲစည်းတွေကဒီလို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 ရှိတယ်ဆိုတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကထပ်ဆင့်ကျွန်တော်တို့ကပြန်လဲပြီးတော့မှနားလည် ရတဲ့အနေထားပြန်နားလည်းတိကျွမ်းသွားတဲ့အနေထားမျိုးရောက်လာအဲ့တော့ဒီလိုမျိုးအချိန်အခါမှာကျွန်တော်တို့ကဘာကြောင့်ဒီလိုစကားတွေကိုပြောနိုင်နေတာလဲဆိုလို့ရှိရင်ကင်ပီနယ်နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့တွေအားလုံးဟာအောက်ခြေသင်အလုပ်လုပ်ခဲ့လို့ဒါမျိုးလေးလေးတွေကျွန်တော်တို့ကအကြံပြုနိုင်တာဖြစ်တယ်အကြံပြုနိုင်တာဖြစ်တယ်ဝန်းရံပေးပေးတာဖြစ်တယ်အဲ့တော့ကလေးတွေအားလုံးမှာဒီလိုမျိုးစကားတွေပြောလာပြီး ကလေးတွေအတော်မှာဒီလိုမျိုးအတွေးအခေါ်တွေရှင်းတန်းနေပြီကလေးတွေလူငယ်တွေမျိုးဆက်တွေတောင်မှဒီလိုမျိုးအတွေးအခေါ်တွေရှင်းတန်းနေပြီဆိုလို့ရှိရင်စောချစ်သူတို့ကဘာလုပ်နေတာလဲဟောစောချစ်သူတို့ကဘာလုပ်နေတာလဲပြန်ပြီးတော့မှကိုကိုကိုမိကုန်းပြန်ပေးပါเนาะအဲ့တော့သူ့အဖွဲ့စည်းကိုအဖွဲ့စည်းဈာမှာကာထားတဲ့အုတ်တိုင်းနေရန်နေအကုန်ဖြိုချပါ အားလုံးပေါင်းပါเนาะအာနာရှင်ကိုတော်လန်နေဆိုတဲ့ပြစ်မှတ်တစ်ခုတည်းကို ထားပြီးတော့မှကျွန်တော်တို့ခီးဆိုင်မဲ့အချိန်ဖြစ်ပါတယ်เนาะဒီကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလဲစောချစ်သူမှာအဖြစ်အကုန်ရှိပြီးသားပဲဘယ်ကနေဘလူတွေဖြစ်ပေါ်လာတာလဲဘယ်ကနေဘာတွေဖြစ်ပေါ်လာတာလဲသူတို့မှာအဖြစ်အကုန်ရှိပြီးသားပဲအဲ့တော့အားလုံးပူးပေါင်းရမယ့်အချိန်ဖြစ်ပါတယ် တော်လိုင်းလောက်တယ်ဆိုတာနှစ်ကြာလေးစီလုံးလေးဖြစ်ရမယ်နှစ်ကြာလေးသွေးကွဲလေးမဖြစ်ရအောင်နှစ်ကြာလေးစီလုံးလေးနှစ်ကြာလေးစီလုံးလေးနှစ်ကြာလေးစီလုံးလေးရတော်လိုင်းလုံလုံနဲ့မြေပြန့်ဒေတာအကြောင်းအရာတွေနားလဲရမယ်တော်လိုင်းလုံလုံနဲ့ရခိုင်ပြည်နယ်အကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့တနင်္လာတိုင်းဒေတာအကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့တိုင်းနယ်ပြည်နယ်၁၄ခုအကြောင်းအရာတွေနားလဲပြီးတော့မှကျွန်တော်တို့တွေဟာပို့ပြီးတော့မှစီစီလုံလုံနဲ့ဒီအာနာရှင်ပြစ်မှတ်တွေကို ဖြိုခွင်းနဲ့စီကိုကျွန်တော်တို့ကခြေလန်းလန်းလာမှာဖြစ်ပါတယ် ူကွင်းရမယ့်အချိန်မဟုတ်ပါဘူးသူစီးရမယ့်အချိန်ဖြစ်ပါတယ်။ကရင်ပြည်နယ်ရဲ့အနာဂတ်ကိုကရင်အမျိုးသားရေးတွေကရင်ပြည်သူလူတွေကရင်မျိုးဆက်သစ်တွေကရင်ပြည်နယ်မှာရှိနေတဲ့ပြည်သူလူထုအားလုံးသူစီးညီညွတ်မှသာလေ။ကောင်းမွန်သောအနာဂတ်တစ်ခုပေါ်ပေါက်လာမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လက်ထဲကိုဖူးကျွေးခံမလားကရင်အမျိုးသားရဲ့အဖွဲ့တွေအားလုံးစုစည်းပြီးတော့မှဝိရတဝမ်းဆိုပြီးတော့မှလူငယ်မျိုးဆက်တစ်တီကိုပါဆွဲခေါ်ပြီးတော့မ ဒီအာနာရှင်ကိုအမြင့်ဖြတ်မလားအဲ့ဒီအဖြေကိုပေးရတော့မယ်အချိန်ဖြစ်တယ်လူငယ်တွေကအရှိမပေးခိုင်းနေတာကြာပြီမျက်မျက်စီးလုံးမှာမျက်မျက်စီးလုံးမှာအာနာရှင်ကိုအပြက်ချပါအာနာရှင်ကိုအပြက်ချိတ်ပါဖာတီတို့ဘလောက်လိုတယ်လဲနော်နှစ်ဘူးကချွေးချီမာတိကြတဲ့အရာတွေနဲ့ဝိုင်းဝန်းကြတယ်ဝိုင်းဝန်း support လုပ်ကြတယ်ပေးကြတယ်နော်လုပ်ကြတယ် လူငယ်တွေပြည်သူလူထုရဲ့အားတွေကိုစောစောစစ်စစ်တီးကြက်လို့ရှင်လေဒီချိန်မှာအဲ့တော့အခုအချိန်မှာကတော့ပိုပြီးစီးစီးလုံးလုံးနဲ့ငါတို့တွေဒီကင်းကင်းပြည်နယ်ရဲ့အနာဂတ်ကင်းအမျိုးသားရေးအတွက်ရှင်သန်ကြမဲ့သူတွေဖြစ်တယ်ကင်းပြည်ရဲ့အနာဂတ်ကိုကင်းအမျိုးသားရေးတွေဟာလားအားလုံးနဲ့သက်ဆိုင်တယ်ပြီးတော့အာနာရှင်ကိုတွန်းလှန်တဲ့လူငယ်တွေမျိုးဆက်တွေကိုတို့တွေဒီဘယ်လိုမျိုးဥဆောင်ကြမယ်ဆွဲခေါ်ကြမယ်ဆိုတဲ့အရာမျိုးအကောင်းဆုံးနဲ့အတူ အာနာရှင်ကိုအမြင့်ပြတ်ချေမွားတော့မယ်အချိန်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။မြ мян လေးကျွန်တော်တို့စီစဉ်ပါအကြမ်းမစစ်ကောင်စီကစိန်လာခေါ်တဲ့ပုံစံလိုမျိုးလှုပ်ချလိုက်တဲ့အနေအထားမျိုးတွေ့ရတဲ့အတွက်ကြောင့်เนาะသူကမဲခတာစခန်းမှာပဲသွားကြည့်လိုက်ဖျားစီဒီပထိုးတွေကိုလည်းသူပဲဂျက်ဖိုက်တာနဲ့လာဖြတ်စီထားတာကွန်ကရစ်မှာရှိနေတဲ့ဖုံကြီးเจ้าနေတစောင်းတိုင်းတွေလည်းသွားကြည့်လိုက် သူပဲ ကြမ်းဖက်စစ်ကောင်စီမှာဖရားတရားဆိုတာမရှိဘူးဖရားတရားဆိုတာသူတို့မရှိဘူးသူတို့ရဲ့စိတ်တဲ့ထဲမှာဘလို့ရက်ဆက်ရမလဲဘလို့ယုံမာရမလဲဘလို့ဟိုဟာလောက်ရမလဲအဲ့ဒါပဲသူမှရှိတယ်အဲ့တော့အားလုံးဘာလို့မလဲဒီချိန်မှာအမြန်ဆုံးစီစီလုံးလုံးရှိရမယ်အချိန်ဖြစ်ပါတယ်လို့ပဲအကြံပြုပြစေနော်အကြံပြုပြစေအဲ့တော့အာနာရှင်ကိုတွန်းလှန်ခြင်းမှာအမြန်ဆုံးစီလုံးမှာအမြန်ဆုံးညီညွတ်ပါ အမြန်ဆုံးပူပေါင်းမှာအမြန်ဆုံးနော် ဒါကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အတူချီတက်ပါလို့ဒါကျွန်တော်တို့အကြံပြုချင်ပါတယ်เนาะအကြံပြုချင်ပါတယ်အားလုံးနောက်ပြမှာသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအသီးသီးများเนาะလူငယ်အဖွဲ့အစည်းအသီးသီးများနော်တော်လိုင်းအဖွဲအစည်းအသီးသီးများအားလုံးတနိုင်ကန်လုံးသတိဝိရိယကြီးမားစွာထားတော်မယ့်အချိန်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အကြမ်းမက်စစ်ကောင်စီကရုရှားကိုသူခေါ်သွားတာဒီ။သူနဲ့အတူတူတေပေါ်တေပတ် ခရိုနီအာနာရှင်တွေကိုသူခေါ်သွားပြီးပြီဖြစ်ပါတယ်။အဲ့တော့သူသူ့ဘက်ကတော့သူယုံမှဖို့အတွက်ကိုပဲသူစဉ်းစားနေတော့မှာ။ရုရှားနဲ့ပူပေါင်းပြီးဘယ်လိုသူယုံမှမလဲ။မင်းအောင်လည်းအစကတည်းကတော့ရုရှားဆရာတင်နာလीနော်။ဆရာတင်နာတာဆိုတဲ့အခါကျတော့သူဘယ်လိုမျိုးယုံမှမလဲဘယ်လိုလုပ်မလဲဘယ်လိုအတင်းဖိမလဲဒါတွေပဲဆိုတော့အားလုံးတနိုင်ကလုံးသတိဝိရိယကြီးမားစွာထားရတော့မယ်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။နော်။အဲ့တော့ အထူးသတိရှိကြဖို့เนาะတိုက်တွန်းလိုက်ပါတယ်ယေရှုတင်ပါတယ်ဒီလောက်ပါပဲเนาะအားလုံးအဲ့တော့မြင်မြန်စီးလုံးပါမြင်မြန်ညီညွတ်ပါမြင်မြန်သွေးစီးပါเนาะအားလုံးမြင်မြန်သွေးစီးပါเนาะလူငယ်တွေကိုမြင်မြန်ဆွဲတက်ပါလူငယ်တွေကိုမြင်မြန်နေရပေးပါเนาะပညာတတ်လူငယ်တွေအများကြီးရှိပါတယ်เนาะကရင်ပြည်နယ်မှာပညာတတ်လူငယ်တွေအများကြီးရှိပါတယ်မြင်မြန်နေရပေးပါမြင်မြန်စည်းလုံးပါမြင်မြန်ဆွဲတင်ပါလို့အကြံပြုရင်းနဲ့အတူဒီနေ့ည live ကိုရနာပါမယ်